အားလုံးပဲမင်္ဂလာပါကျွန်တော်ဂူရီဒင်ကတော့မလုတ်ဖြစ်တာကြာသွားပြီဖြစ်တဲ့ reading တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော် Romance Angel Oracle တွေကိုတုံးပြီးတော့ဗောနော် reading လုတ်တာပါကျွန်တော်ရဲ့ video တွေကိုရှေ့မှာကြီးခဲ့မှုတဲ့ message တွေကတော့ဒီကတ်တွေကိုညာသွားဖြင့်သိကြပါတယ်ဒီကတ်တွေကဘယ်အတွက်မှတုံးလဲဆိုရင်ကျွန်တော်တို့ကအချစ်ရေးဗောနော်အချစ်ရေးအိမ်တော်ရေးမှာတီးသန့်တုံးတဲ့ Oracle လို့ခေါ်တဲ့နေရာပင်ကတ်အမျိုးအစားဖြစ်ပါတယ် တော့အဲ့ဒီ oracle တွေကိုကျွန်တော်တို့ကတုံးပြီးတော့မိတ်ဆွေတို့ရဲ့ချစ်မှုရေးရပါတော့အဲ့ဒါတွေကိုကျွန်တော် rein လုပ်ပေးသွားမှာဖြစ်တယ်နောက်တစ်ချက်ကပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်အဲ့ဒီပေါ့နော်အချစ်ရေးတီးသန့် reading လောက်တာမျိုးကိုတော့ကျွန်တော်တအားအားမတန်ဘူးပေါ့နော်ဒါပေမဲ့ခုနကပိုင်း page messenger မှာပြီးရင် TikTok ရဲ့ message တွေမှာပေါ့နော်အဲအဲ့လိုမျိုးတွေအဓိကမေးလာတဲ့ပေါ့နော်လူတွေများလာတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ဒီ reading ကိုသက်သက်လုပ်ပေးလိုက်တာ တော့ကျွန်တော်အနေနဲ့ကတော့တာရော့တွေကိုသုံးနေတာရော့တွေနဲ့အဲ့ဒီကနေကျွန်တော်ဟောချက်မျိုးတွေကိုထုတ်နေပါတော့အဲ့ချိန်မှာကျွန်တော်အချစ်ရေးတီးတန့်ရင်လို့တော့တသက်ခေါင်းတင်တက်မထားဖြစ်တာများရပါတယ်ဒါပေမဲ့ဘုံကမှဒီအချစ်ရေးတစ်ခုတည်းကကြီးပဲရှင်တန်ရက်တည်နေလို့မရဘူးဆိုပြီးတော့ဒါတော့ကျွန်တော်ရဲ့ပုံကိကအမြင်ပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ဒီမှာကျွန်တော်ကတ်သုံးကတ်ခင်ထားတယ်အဲ့ဒီကတ်သုံးကတ်ထဲမှာ ခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့က cut 1လား cut 2လား cut 3လားဆိုတာကိုအရင်ဆုံးရွေးချယ်ပေးပါစိတ်ထဲမှာနည်းနည်းလေး short ထားလိုက်မယ်ပြီးရင်ကိုနှစ်သက်တဲ့ cut တစ်ကတ်ကိုရွေးလိုက်ပါမယ်ရွေးချယ်ပြီးသွားရင်ဆိုရင်တော့ကျွန်တော် cut တွေကဟောတွေကိုစပြီးပြောမယ်ပထမဆုံးနေနဲ့တော့ကျွန်တော် cut 1ကိုစပြီးတော့ကြည့်ပါမယ်ကတ်1မှာကြာတာကတော့ ဒီကံမျိုးစားပဲဖြစ်ပါတယ်အဲ့တော့ဒီကံကသဘောတဘာဝက reconciliation ကဘာကိုဆိုလိုတာလဲဆိုရင်မိတ်ဆွေတို့စီကနေထွက်သွားပြီးသားချစ်သူပေါ့နော်ချစ်သူကြီးစားပေါ့နော်အိမ်အောင်တွေမှာဆိုရင်လည်းကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ရဲ့အရင်တုန်းက တွေ့ဆုံခဲ့ရတဲ့ချစ်သူရေးသားအိမ်တော်ဖက်အခုလက်ရှိကင်းကွာနေရပေါ့နော်သူနေကအဲ့ဒီပုံကိုယ်တွေက pretend to be your life ဘယ်တိုင်းမှမိတ်ဆွေဘွားတွေကိုပြန်ဝင်လာမယ်ဆိုပြီးတော့ဆိုလိုပါတယ်အဲ့တော့ကြောင့်မလို့ကို့အနေနဲ့ကသူ့ကိုပြန်လက်ခံဖို့စံနာရှိရဆိုရင်တော့ဆွေးနွေးညှိနှိုင်းဖို့အကောင်းဆုံးချိန်ဆိုပြီးတော့အတိတ်ပဲရတယ်သူတို့တွေအနေနဲ့ကလည်းပြန်လာခြင်းနေပြီပြန်လာဖို့လည်းရှိနေပြီဆိုပြီးတော့ဒီကက်ကက်အတိတ်ပဲကနေ ွန်ပြထားပါတယ်ဒါကတော့ကျွန်တော်ကတ်ဝမ်ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ဗီဒီဖြစ်ပါတယ်ဒီကကျွန်တော်ကတ်2ကိုဆက်ကြည့်ပါမယ်ကတ်2ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက်တော့ချက်ကြည့်ကြည့်မယ်အဲ့တော့ကတော့ဒီကတ်မျိုးစားကြပါတယ်အဲ့တော့ဒီကံမျိုးစံကဘာလို့ဆိုတော့လဲဆိုရင်ကိုကိုကူပိတ်လောင်မထားဖို့လိုရဲဆိုပြီးတော့အိဗယ်ရပါခါလီမှာကိုယ့်ရဲ့အတွေးခေါ်တွေအချင်းနဲ့ပတ်သက်လို့ပေါ့အမြင်တွေကပိတ်လောင်မထားသင့်ဘူးလွတ်လွတ်လပ်လပ်တွေးခေါ်သင့်တယ် ခုစိတ်ကိုကိုလွတ်ထားလိုက်ဖို့လိုရဲ့လို့အိမ့်ပဲရပါတယ်ဒီခါလေးမှာဒီ relation တစ်ခုကို relationship တစ်ခုကိုမပြတ်အောင်ဆိုပြီးတော့ကိုစိတ်ကနေအတင်းဆွဲစီနေပြီမဲ့ခုမှစိတ်မချမ်းမြေ့မှုရရှိလာနိုင်တယ်အဲ့တော့ကြမလို့ကိုစိတ်ကိုကိုလွတ်လလပ်ထားပါဆိုပြီးတော့ကြောထားပါတယ်နောက်တစ်ခုကတော့ကိုကိုကိုလည်းထိမ့်ထိမ့်တင်းတင်းတော့ရှိဖို့လိုပါတယ်အဲ့တော့စိတ်ကိုလွတ်လလပ်ထားဆိုတဲ့နေရာမှာ တွေ့ကြရတဲ့ရှောက်လို့ဖို့တော့ဆိုလိုတာမျိုးမဟုတ်ပါဘူး။အာအဲ့တော့ငါသူနဲ့အဆင်မပြေဘူးကွာနောက်တစ်ယောက်နဲ့ရှောက်တွဲလိုက်မယ်နောက်တစ်ယောက်နဲ့အပြော်တွဲလိုက်မယ်ဆိုတာမျိုးကိုကျွန်တော်အနေနဲ့ဆိုတာမျိုးမဟုတ်ဘူး။စိတ်ကိုလွတ်လွတ်လပ်လပ်ထားဆိုတာကိုယ့်ရဲ့စိတ်ကိုကိုသူ့ရဲ့သူနဲ့ပတ်သက်လို့ပေါ့နော်။ကိုကတကယ်စိတ်ထားနိုင်ပြီလား။စိတ်ပူပန်တော့ကရောက်နေနေ Liberation ရှိသည်ငဲနေရင်လည်းဘာမှတော့မထူးဆိုပြီးတော့တော့အနေနဲ့ကြံပေးခြင်း ਨੇ ။နောက်တစ်ခုကတော့ကိုယ့်စိတ်ကိုကိုအဓိကတော့ စိတ်ကြောက်ခဲ့မဖြစ်အောင်ပြန်လည်တည်ငြိမ်အောင်ထားပြီးတော့ဘာကိုအကောင်းဆုံးလုပ်တင်လဲဆိုတာကိုကုတ်ကူပေါ်မှာပဲကိုမူတည်နေပြီဆိုပြီးတော့ဒီကက်ကက်ဒေးဘက်ကနေပေါ်ပြနေပါတယ်။ဒါတော့ခက်တူးကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက် reading ဖြစ်တယ်။ကျွန်တော်တို့ခက်3ကိုဆက်ကြည့်ပါမယ်။အဲ့တော့ခက်သရီကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကတော့ဒီကံမျိုးစားကြပါတယ်။အဲ့တော့ဒီကံမျိုးစားကတော့ကက်ကိုခြုံပြီးတော့ကျွန်တော်နေသုံးသပ်ရမယ်ဆိုရင်တော့မဖြစ်နိုင်တဲ့သူနေရောက်ဆိုပြီးတော့ပဲ ကျွန်တော်အနေနဲ့အကြံပေးမိနေအဖြစ်နိုင်တဲ့အချက်တခုကိုစူးစမ်းနေရဆိုပြီးတော့ကျွန်တော်အနေနဲ့ပြောခြင်းနေပေါ့နော်အဲ့တော့သူနဲ့ကိုယ်နဲ့ကြားမှာကျွန်တော်တယောက်က chemistry လည်းမကြိုက်ဘူး attraction လည်းမရှိဘူးကိုကပဲအတင်းလိုက်ပြီးတော့ကြိုက်နေတာမျိုးကိုကပဲအတင်းလိုက်ပြီးတော့ရင်ကြားစိနေတာမျိုးကြီးဖြစ်နေတယ်တဲ့အဲ့လိုမျိုးဖြစ်နေတဲ့ဟာမျိုးမှာကျွန်တော်တယောက်ကပြောရရင် တူညီတဲ့အချက်မျိုးတွေနဲ့တရားကိုတရားချစ်မိနေတယ်ဆိုပြီးတော့အတိပဲရပါတယ်အဲ့တော့ဒီ relationship ခုကိုရေရှည်ဆက်သွားတယ်ဆိုရင်ညှိယူရမယ်ဆိုပြီးတော့အတိပဲရတယ်တယောက်နဲ့တယောက်ရှော့ရမယ်ကျွန်တော်တို့ attraction ဖြစ်လောင်လောက်ရမယ်ကျွန်တော်တို့ chemistry ကြိုက်လောင်ပြန်လေညှိနှိုင်းဆွေးနွေးလို့ရတယ်အဲ့ဒါမှသာလျှင် ဒီ relationship ကဆက်သွားနိုင်မယ်မဟုတ်ဘူးဆိုရင်အဲ့ relationship ကပြတ်တောက်သွားနိုင်တယ်ဆိုပြီးတော့ဒီကက်ကက်ဒေဘယ်ကနေဖော်ပြနေပါတယ်အဲ့တော့ကြောင့်မလို့ညှိနှိုင်းစရာရှိတာညှိနှိုင်းမှုလိုတယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ကြံပေးခြင်းပါတယ်ဒါကတော့ကျွန်တော် romance singer oracle တွေကိုတုံးပြီးတော့မိတ်ဆွေတို့ရဲ့ချစ်မှုရေးရာကို renew လုပ်ပေးထားတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းအဆင်ပြေမယ်လို့မျှော်လင့်တယ်ကျွန်တော် now reading နေမှာလည်းဆက်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်